အားလုံးပဲမင်္ဂလာပါ Podcast for Readers ကနေပြီးတော့မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ခါဖက်ပြပေးမှာကတော့ဆီယမ်မခင်စောတင်ရေးသားထားတဲ့ဘဝရဲ့အစီအမင်းများစာအုပ်ထဲမှာအပိုင်းခွန်နဲ့မိခွန်းတွေမိကြည့်ပါဆိုတဲ့ခေါင်းစဉ်လေးကိုဖက်ပြပေးမှာဖြစ်ပါတယ်အပိုင်းခွန်နဲ့မိခွန်းတွေမိကြည့်ပါဖြေတွေကိုစာဖတ်သူနှစ်သက်ချင်မှ နှစ်သက်ပါလိမ့်မယ်။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်စာဖတ်သူအ ਨੇ ဆုံးတော့တိစရာတခုကိုတိသွားပါလိမ့်မယ်။ကဘာပေါ်မှာရှိတဲ့အများဆုံးသောပြဿနာတွေကအမှန်ပဲလို့ယူဆခြင်းဆိုတဲ့မန်းဆချက်ရဲ့ခြေရင်းမှဝတ်ဆင်ကြရပါတယ်။ရလကတော့ကျမတို့ကတိပြီလို့ထင်မှတ်ကြပါတယ်။ဒါပေမဲ့ကျမတို့မတိကြပါဘူး။ ကျမတို့ကမာရွံ့နေတဲ့အချက်လက်တစ်ခုကိုမန်ကန်တယ်လို့တုံသက်လိုက်မိတယ်။နောက်ဆုံးမှာတော့အခြေအနေတွေကပိုပြီးစိုးဝါးလာပါတော့တယ်။ကျမတို့ကကျမတို့ရဲ့အစီအစဉ်တစ်ခုကိုတခြားသူတွေကလက်ခံနဲ့တတ်ကြတယ်လို့ယူဆကြတယ်။ဒါပေမဲ့သူတို့ကလက်မခံပါဘူး။အဲ့ဒီတော့အပြားရှူကုန်ပါတော့တယ်။ အစပထမကလေးကမိခွန်းတွေမိတဲ့လာပါတယ်ဒါမှသာဘယ်ဟာဘာလဲဆိုတာကိုသိမှာပါလူဆိုတာမိခွန်းတွေမိတဲ့တဲ့တတဝါဖြစ်ပါတယ်ကလေးတယောက်ကစကားစပြီးပြောတတ်တာနဲ့မိခွန်းတွေမိပါတယ်ចောင်းသားအရွယ်တွေလည်းမိခွန်းတွေမိကြတယ်လူလက်ပိုင်းလူကြီးပိုင်းအရွယ်တွေထိမိခွန်းတွေမိနေကြတာပါပဲ။ လောကကြီးမှာတိစရာတွေမကုံနိုင်တဲ့အတွက်တိကျင်တဲ့လူသားတွေက မေခွန်းတွေမင်းနေကြတာဖြစ်ပါတယ်မေခွန်းတွေက အခြေအနေတည့်ရကို ရှင်းလင်းစေပါတယ်ပဝင်းကျင်မှာဘာသာရက်တွေထဲမှာဘာသာရေးယုံကြည်မှုတွေထဲမှာတိလိုတဲ့အဖြေတွေကိုရရှိနိုင်ကြပါတယ်ကလေးများကနေလနဲ့ကျဲတွေအကြောင်း ရဲ့စီလက်တာမိုးချင်းတာတွေကိုလည်းទីလိုက်ပါတယ်။လက်ပြလေးတစ်ခေါက်ဘလို့ဖြစ်ပေါ်လာတယ်လဲဆိုတာကအစទីလို့ချလို့မိခွန်းများမိကြပါတယ်။မိခွန်းတွေက လူတွေကိုချက်ချင်းတထိုင်တဲ့တွေးဖို့ချမှတ်ပေးလိုက်ပါတယ်။တွေးတယ်ဆိုတာကလူတိုင်းအတွက် ကောင်းတဲ့အလုပ်ပါပဲ။တစ်ခုခုအပေါ်မှာ အမြဲတွေးနေတတ်ကြပါတယ်။မိခွန်းတွေက လူတွေနဲ့အတွေးတွေကိုရှင်းလင်းကြည်လင်စေပါတယ်။အမြင်တွေကိုလည်းရှင်းလင်းစေပါတယ်။မိခွန်းတွေကအဖြေတွေကိုတောင်းဆိုပါတယ်။အမိရှိရင်အဖြေရှိရမှာပါပဲ။အဖြေတွေကအခြေအနေတရက်ကိုရှင်းနောက်ကြောင်းကျိုးညီညွတ်တဲ့အဆုံးသတ်ထိရောက်ရှိအောင်အတွေးတွေနဲ့ဖြတ်တန်းသွားဖို့အထောက်အပံ့ပေးပါတယ်။ဆရာတော်တွေတရားပြတဲ့အခါမိခွန်းတွေမေးပြီး ဥဆောင်သွားကြပါတယ်။ယောဂီတွေနဲ့အပြန်အလှန်အမေးဖြေလုပ်ရင်းနဲ့တရားအသိဉာဏ်တွေပွင့်လင်းပြီးနားလေတဘောပေါက်သွားကြပါတယ်။လူအတိုင်းဝိုင်းမှာမိခွန်းတွေကအသိဉာဏ်တိုးတက်ဖွံ့ဖြိုးဖို့အတွက်အရေးပါလာတဲ့ဆက်တွေ့ရေးစနစ်လောက်တောင်ပြောလို့ရမယ်ထင်ပါတယ်။ပညာသင်ကြားရေးမှာလည်းဆရာနဲ့တပည့်တွေအမေးဖြေတွေနဲ့တက်ကြွအောင်သင်ကြားပေးကြရပါတယ်။ စကဝိုင်းတွေဆွေးနွေးပွဲတွေမှာလည်းမိခွန်းတွေက မပါရင်မဖြစ်ပါဘူးအဖြေတွေရှာပြီးအသိဉာဏ်ပွင့်လင်းကြရပါတယ်အသိအဉာဏ်ပညာရင့်တန်ပြီးကျမလေးစားချစ်ခင်ရတဲ့ပုဂ္ဂိုလ်တူက ပြောဖို့တယ်တခြားသူတွေရဲ့ယုံကြည်ချက်လှုပ်ဆောင်မှုစန္ဒလိုအပ်ချက်တွေကိုနားလေလေလေမှန်ကန်တဲ့အဖြေကို ပေးနိုင်လေပဲ။ လိုအပ်တဲ့နေရာမှာအသွေးတွေကို ပြောင်းလဲနိုင်ရမယ်။ပြီးတော့အောင်မြင်မှုကိုရမှာပဲ။ကိုကိုကိုမေခွန်းတွေမေ့ကျင်နိုင်လေအသွေးတွေက ရှင်းလင်းလေပဲ။ဒီအသက်အရွယ်မှာအသွေးတွေဖြန့်ကျက်ပြီးမျှဝေပေးနိုင်တာအသက်အရွယ်ကြီးတူတွေကိုစံနမူနာ ပြနေတာပဲ။အတိအကျစကားက you are setting a good example အဲ့ဒါကိုတော့တန်တရားမရှိပါနဲ့။ မေခွန်းတွေမေးနေဖို့တော့လိုအပ်နေမှာပါပဲမေခွန်းတွေမေးတာကမိမိကိုယ်ကိုတွေးဖို့အချိန်ပေးတာဖြစ်ပါတယ်အသက်ရှူဖို့အချိန်ရရှိတာပဲအခြေအနေကိုသိနားလည်ပြီလို့ထင်ပြီးအစောတလင်စိတ်ရှည်ခြင်းမရှိဘဲပြုလုပ်မဲ့အစားမေခွန်းအနည်းငယ်မေးကြည့်ပြီးအမှန်တရားကိုရှာဖွေတာကပိုပြီးသင်လျော်ပါတယ်ကျိုးเจ้าညီညွတ်စွာ ေးဆေးစွာမှန်ကန်စွာတုတ်ပြန်ပြေးပေးနိုင်ဖို့မိမိကိုယ်ကို ပြင်ဆင်ဖြစ်တဲ့ထားတင်ပါတယ်။စာဖတ်တူတို့မေးခွန်းတွေမေးကြည့်နေစမှာတစ်ဖက်မှာတော့တခြားသူတို့ကတုတ်ပြန်ခြင်းကြောက်လန့်ခြင်းအထင်အမြင်မယွန်းခြင်းခမန်းတုံးတက်ခြင်းထိန်ချုပ်မှုကင်းမဲ့ခြင်းစိုးဝါးစွာနဲ့ပြုတ်မှုခြင်းစတာတွေ ဖြစ်ပေါ်နေတတ်ပါတယ် မိမိကိုယ်ကိုမေးခွန်းတွေအဆက်မပြတ်မေးကြည့်စီလိုပါတယ်။ဘာကြောင့်မှန်တယ်လဲ။မာတယ်လဲ။ကိုယ့်ကိုယ်ကိုမေးကြည့်ပါ။စာဖတ်သူတချို့အလုပ်တွေကိုဘာကြောင့်လုပ်တယ်လဲ။ဘလို့အရာတွေကိုလိုချင်တာလဲ။ဘလို့ဘဝအလန်းချောင်းကို လိုက်မိနေပါတယ်လဲဆိုတာမေးကြည့်ပါ။မိမိကိုယ်ကိုမေးတဲ့အခါမှာရှော့ရှော့ပေါ့ပေါ့မဟုတ်ပဲတင်းတင်းကြပ်ကြပ်ခိုင်ခိုင်မာမာမေးကြည့်ပါ။ နာမတာမိမိကိုယ်ကိုအကောင်းဆုံးဖြစ်အောင် ပြုမူနေထိုင်နေတယ်လို့ယူဆခံမှန်းနေတာတွေမဖြစ်နိုင်တော့ပဲအမှန်ကိုတာ မြင်နိုင်တော့မှာဖြစ်ပါတယ်မိမိကိုယ်ကိုနဲ့တခြားသူတွေကိုပါမိခွန်းတွေမိချင်းကိုရက်ဆိုင်လိုက်ဖို့အချိန်ဆိုတာရှိတာသိချပါတယ်ဘယ်ချိန်မှာနောက်ဆုတ်ရမလဲဆိုတာသိရှိရပါမယ်ဒီလိုအခြေအနေကို ရောက်ရှိဖို့ အချိန်အတော်ကြာတင်ယူတက်မြောက်ရမှာဖြစ်ပြီးအဲ့ဒီအချိန်ကိုရောက်ဖို့ရာလမ်းကြောင်းမှာအမားတွေလုံမိတက်တာကိုတတိရှိရမှာဖြစ်ပါတယ်မိခွန်းတွေမေးစရာရှိပါသေးသလားကျွန်တော်ရဲ့ podcast ကို အဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်